ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုပဲဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်အခြေအနေသတင်းချက်လက်များပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေကင်းချမ်းမှာကြောက်ပါစီဗျာရေတော်ဘုံအောင်ကိုအောင်ရမည် ်ကာကျင်စိုးနဲ့ special interview အဲ့ဒီနာကိုနက်နက်တူပါဟာအေးအေးဟုတ်ပြီအဲ့တွေကိုလည်းကြစ်နေအောင်ထက်တေချာလောက်ကြနော်မနဲ့မိုးလင်းလင်းချင်းမျက်နှာမသိတော့မတိုင်နိုင်သေးပဲအိမ်ရှိသူအ мян ထွက်လာပြီးလက်ညှိုးထိုးခါတော့စီစဉ်ညွန်ကြနေ၍နေပြည်တော်ရှိသူဤအိမ်နဲ့တော်လုံးချုံရေးကို အထူးစိုးရင်ကြောက်ကြနေသူမှာကျွန်ုပ်တို့ဤဇလိုက်ကျော်ကြီး ြောင်ချီးကျင်ဆိုးပင်ဖြစ်လေသည်ညဝိအင်ကြီးဖာဖာကြီးထဲမှထိတ်ဖြားလေးသာထွက်နေသည့်သူ၏လက်ညှိုးလေးကို တောင်ထုံးမြောက်ထိုးလုံနေပုံမှာတရုတ်ကားထဲမှဖုတ်တဲကြီး၏နဖူးကမန်နန်စာရွက်ခဏပြုတ်သွားသည်နှင့်ကျင်းတူးနေသည့်နေရာကိုအပြေးသွားလိုက် ကားပေါ်မှချနေသည့်တဲအိမ်များကိုမကြည့်လိုက်နဲ့လုံနေသောကြောင်ချီးကိုငေးရင်ဘန်ကာများကိုတာဝန်ယူဆောက်လုပ်နေသောဘုံမူကမရေတရေနှင့်ပြောလိုက်မိသည် ဟိုလေးဘာအရာကဘန်ကာဆောက်ဖို့ပြင်ဆင်ထားတဲ့တဲ့ဤတွေပါဘာဘုံမူးဤစကားတန်ကြောင့်ကြောင်ချီးကမျက်မှောင်တစ်ချက်ကုတ်၍ကြည့်လိုက်ပြီးဟာတဲ့ဤတွေမှန်းတော့ငါသိတာဘောကွာဒါပေမဲ့မင်းတို့စစ်တပ်ကစီဝါရေးသမားလူလေတွေကယုံရတာမဟုတ်ဘူးမတော်လို့ဖွဲတွေသာရောခဲ့ရင်ပထမဆုံးခိန်မာကငါဖြစ်သွားမှာဘောကွာမိမိလောင်းငယ်သားတွေအပေါ်မှာတောင်း အပြည့်အဝယုံကြည်မှုမရှိတဲ့တတ်ချုပ်ကြီးကိုလေးစားအားကျစွာငင်းရင်ဘုံမှုစိတ်ထဲမှာတွေးလိုက်မိတာကအော်အဖတ်တတ်ချုပ်ကြီးဟာစစ်သည်နင်ကဗျူဟာချမ်းတွေကို ထုံးလို့ခြေရီလို့နှောက်ထားသူပါတကားစစ်ပွဲတပွဲရဲ့အသက်ကခေါင်းဆောင်ဖြစ်သူထံမှမူတည်တဲ့ဆိုတဲ့စကားအတိုင်းတိုင်းပြည်နဲ့လူမျိုးကိုကာကွယ်စောင့်ရှောက်နိုင်မှုအတွက်တိမ်မာကြောက်ပြီးဘန်ကာစောင့်နေရရှာတယ်လေးစားပါ ပုတ်တက်ပုတ်တက်နဲ့တချံလုံးရှောက်ပတ်ကြည့်နေသောကြောင်ချင်းမှာခြံစည်းရိုးအဆက်ရှိလူတယောက်ရင်စုံမရှိတရှိတုထသောဆက်သွယ်ရေးတူးမြောင်းအနီးသို့ရောက်ရှိသွားလေ၏ခဏအကြာတွင်ဟိတ်ကောင်တို့ကုကြပါအောင်ကဲကြပါအောင်ရုတ်တရက်ထွက်ပေါ်လာသောတက်ချုပ်ကြီးတန်တဲ့ကြီးကြောင့်အိမ်နဲ့တော်ပတ်ဝန်းကျင်တစ်ခုလုံးမှာချက်ချင်းပင်စုညံပွက်လို့ရိုက်ကုန်သည်လုံုံရေးတာဝန်ယူထားသောတက်ရင်နေရင်မှလည်း စကားပြောဆက်အတန်ပေါင်းဆောင်ဖြင့်ရှိသည်မြဂိတ်တွေအကုန်ပိတ်ချဖို့အမြန်ကြောင်းချရင်အလုတ်ရှုပ်ကုန်ကြလိမ့်မည်သူတို့ရဲ့မျက်စိရှေ့မှာရှိနေသောတက်ချုပ်ကြီးဟာမြေရှုံးမှုပြန်သွားလိမ့်သည်လားဒါမှမဟုတ်ပြည်ထက်တွေကပြန်ပြေးဆွဲသွားသလားမသိချက်ချင်းပင်ချက်ပြောင်ငဲ့ပြောင်ပြောင်းသွားလိမ့်တော်သည်တက်ချုပ်ကြီးမိသားစု၏ငိုတန်းယိုတန်းများအေးပေါ်ကားတန်းများဟော်ကီတော်ကီတန်းများဖြင့်ခြံဝင်းတစ်ခုလုံးမှာ ဖာချောင်ပလိတ်ရိုက်တယ်လို့ကဘာပြက်လူမတက်တတ်ချုပ်ကြီးအိမ်နဲ့တော်တစ်ခုလုံးရှိအတန်များအနှဲငယ်ဆဲဆော့ပြူသောချိန်တွင် မြွတူတူနှင့်ပြာအဲ့အတန်တစ်ခုကခြံတောင့်စီမှထွက်ပေါ်လာလေသည်ဟဲ့ကောင်တွေဘာတွေဖြစ်နေကြတာလဲလက်ခွန်းလိုပဲငါဒီလောက်អော်နေတာဘယ်သူမှမကြားကြဘူးလားလှေကားသွားယူပြီးငါ့ကိုဆွဲတင်ချောက်ပါအောင်ဟာဟုသည်တတ်ချုပ်ကြီးအတန်ပင်ဖြစ်လေတော့သည် ဖြစ်ပုံမှာခွေတခိုးအိုးလေပင်စွန့်မိသလိုဟိုနေရာဆက်ဆက်ဒီနေရာဆက်ဆက်လုံနေတဲ့ကြောင်ချီတယောက်ဆက်တွေ့ရေးတူးမြောင်းအရောက်မှာကျင်းနှခန်းကဂဲတလုံးကိုတက်နှင်းမိ၍ချစ်ချော်ပြီးမြောင်းနေသူပြုတ်ကြခြင်းပင်တမန်လူတယောက်ဖို့ရင်းစိုးခန့်အ내သည်တက်ချုပ်ကြီးကြောင်ချီတွင်မူကတကိုယ်လုံးမြုပ်ယုံမကရှိလေသည်မဟုတ်လားဒီအဖြစ်ပြက်ကိုကြည့်ရင်တညာလုံးအေးအေးပြတ်ထားတဲ့အပြင် အခုထိကောင်းကောင်းမအေးရသေးသောစစ်သားတယောက်မှဘယ်သူမှမကြောက်တီရိုးရေရွတ်လိုက်ပုံကမအေးလို့ကြီးမသေးခင်တောင်မြေရင်မျိုးနှင့်နေပြီလေတက်ချုပ်ကြီးကြောင့်ချီကတော့ခက်တီတီနှင့်ပင်ဆော့ဆော့ရုံကကဲပါယူပါတစားစားဖြင့်အော်ဟစ်မိသူမှသူမဟုတ်တော့တယ်လို့လို့ထိုခိုက်မှာပင်တရုတ်ရုရှားမြန်မာ သုံးပါးသာဖြင့်ထုတ်လွှင့်မိတက်ချုပ်ကြီးအင်တာဗျူးစီစဉ်ကိုရိုက်ကူးရန်အတွက် အလဲပြင်းနဲ့ပေါ်ပြညာမီဒီယာနှစ်ဖွဲ့ရောက်ရှိလာလေတော့သည်ယာရူးကြီးလေးကအစွတ်စွတ်သောတာဝန်တို့နဲ့ရာဇဝင်မှာစတင်လောက်သည့်ကျွန်တော်မျိုးတို့၏အပါကြံခန့်တာလို့မာဝါစခမညာအလဲပြင်းမီဒီယာဂရုဤလူအဲ့လေတာဝန်ခံအဲဒီတာမျက်ညိနှုတ်ခွန်းဆက်စကားကြောင့်တက်ချုပ်ကြီးမှာတဟဲဟဲနဲ့ချက်ချင်းပင် ရွှေညံတော်စုရောက်စွာဖြင့်မင်းတို့မင်းဤစကားနဲ့ထောက်ပြုတ်ဖင်တော့ ဘောခင်ညွန့်တို့စကားကိုခုတ်ကူ၍တမျိုးယူလီတော့သည်အိမ်မင်းတို့မီဒီယာတွေနော်ငါမကောင်းငါ့ကိုမရင်းနဲ့ကျုံမကောင်းသူ့ဆောက်ကြောင်းကြီးနောက်ကြောင်းပြန်လဲပြီးဝေပင်နာမျိုးမလုံနဲ့အောက်တွင်ကအဆိုပါမီဒီယာနှစ်ခုနဲ့တက်ချုပ်ကြီးကြောင်းချီကြိုတင်ဇက်တိုက်ထားသောအင်တာဗျူးစီစဉ်ကိုပေါ်ပြပါလက်တန်းအပတ်တက်ချုပ်ကြီးခမမနေ့ကပဲဝင်ကြီးဌာနပေါင်းဆောင်မှာ ဝန်ထမ်းတွေအနေနဲ့ပြင်ပစီးပွားရေးမလုပ်ဖို့ညွှန်ကြားစာထွက်လာတယ်လို့သိရပါတယ်။အဲ့ဒီအပေါ်မှာဗရဲ့မြင်ကဘလို့များရှိပါသလဲခင်ဗျာ။အလဲပြင်းမှာအရီတာ မျက်ညစ်ဤမေခွန်ဆုံးမှာတက်ချုပ်ကြီးကတက်ပြင်းတစ်ချက်ကိုခက်လေးလေးချလိုက်ပြီးနောက်ဒါကဒီလိုရှိပါတယ်။ဝန်ထမ်းဆိုတာတိုင်းပြည်နဲ့လူမျိုးအကျိုးကိုရှေ့ရှုပြီးနိုင်ငံတော်ဝင်ကိုထမ်းနေသူတွေကိုခေါ်တာပေါ့။ကျုပ်လည်းဝန်ထမ်းပါပဲ။ ဒီတော့နိုင်ငံဝန်တန်းဆိုသူတွေသာပြင်ပစီးပွားရေးလုပ်ငန်းတွေ လုပ်နေမယ်ဆိုရင်အဂရီလိုက်စားမှုတွေအကျင့်ပြတ်ချစားမှုတွေဇာရိတ်တရိုးရွှဲမှုတွေဖြစ်ပေါ်လာမယ်လीဒါကြောင့်မို့ဝန်တန်းတွေဟာစီးပွားရေးမလုပ်သင့်ပါဘူးစီးပွားရေးသမားတွေစီးပွားရေးလုပ်တာကတော့မဆန့်မှုပေါ့ကျုပ်ကိုပဲကြည်မင်းအွန်လိုင်းအမြင့်ခံထားတဲ့စီးပွားရေးလုပ်ငန်းစုဘယ်နှခုရှိလဲခမရတို့စုံစမ်းကြည့် ကံကောင်းတာကသားနဲ့သမီးကဝန်ထမ်းလို့ဝါသနာမပါလီတော့သူတို့ဘာသာသူတို့ရိုးသားကြိုးစားစွာနဲ့ကိုလန်းကိုကိုဖောက်ရင်စီပွားရေးလေးကလှုပ်တက်လီတော့ဒီဖေကြီးခံတာတော့ပေါ့ဗျာနှုတ်မော်ဆိုရင်ကြောက်လာစားနဲ့စင်ကာပူကလီကွမ်းယူလို့ပြင်းအောင်အိမ်မပြောနေတဲစုပ်လေးတောင်မပိုင်ဆိုင်နိုင်ပါဘူးဗျာသားသမီးကောင်းတော့မိဘဘဝပြောင်းရတာပေါ့လီတတ်ချုပ်ကြီးခင်ဗျာပြောရင်ဆိုရင်မျက်ရည်လေးတဆန်းဆန်းနဲ့ ဒါနဲ့ဟိုတနေ့ကပဲတန်ဃာတော်အရှင်သူမြတ်တွေကိုဘွဲ့စိတ်တွေထပ်မှန်ပြီးကတ်လူပူဇော်တဲ့ဆိုတဲ့သတင်းလေးနဲ့ပတ်သက်ပြီးတော့ဘာများပြောချင်ပါသလဲအဘခင်ဗျာပေါ်ပြညာသတင်းတောက်ရဲ့အမိကြောင့်တတ်ချုပ်ကြီးမိမိန်ကြီးပြောလိုက်လေသည်ကျွန်တော်တို့တိုင်းပြည်ကဗုဒ္ဓဘာသာနိုင်ငံတော်ကြီးမဟုတ်လားဒီတော့သာသနာတော်စီပင်ပြန့်ပွားရေးအတွက်ဘွဲ့တစိတ်တွေကလည်းမရှိမဖြစ်လိုအပ်တယ်လीကျွန်တော်ကို သာသနာပြုမင်းကြီး ဖျားတကာကြီးလို့ပြည်သူတွေကသတ်မှတ်ထားကြတယ်ဆိုတော့ဒီအပိုင်းကိုလည်းလက်ဟာမှုမရှိအောင်စီမံထားရတယ်လीဟိုနေ့ကဆိုရင် နောင်ချိုပြည့်ရတိစာတင်တိုက်ကိုချက်ဖိုက်တာနဲ့ဘုံကျဲချလို့တန်ဃာတော်တွေပြန်လွင်တော်မူကြရတာအထူးပင်ဝမ်းနဲ့ကြည်ကွဲရပါတယ်လေရင်ပြန်နဲ့ဘုံကျဲချရဲဆိုတိုင်းကျွန်တော်တို့စစ်တပ်ကမဟုတ်ပါဘူးဒါဟာအန်ယူဂျီစံဖက်အဖွဲ့ကဝေထားတဲ့ Dragon Flying ဆိုရာကြီးနဲ့ပြစ်ချသွားတာလို့သတင်းတိကျရထားပါတယ်။အလဲပြင်းအရီတာနဲ့ပေါ်ပြူညာသတင်းထောက်တူမှာခေါင်းလေးတငိမ့်ငိမ့်နဲ့ငတယောက်နဲ့လေးမျက်နှာမှာတတ်မတော်သားတွေတော်တော်များများကြဆုံးနေတယ်ဆိုတဲ့သတင်းကိုရောအတိပြုတ်နိုင်ပါသလားတတ်ချုပ်ကြီး။ရုတ်တရက်မေးလိုက်တော့မျက်ညစ်ဤမေကွန်ကြောင့်ကြောင်ချီးခမများမျက်နှာပြတ်သွားတော်လဲချက်ချင်းပင်ဟန်ဆောင်ပြုံးလိုက်ပြီးဟာဟာဟာ ဒါရီကတဖက်အုပ်စုကဝါရဖြန်နာရီစိုက်ဝါရီဝါအဲ့ဒီတာကြီးရအဲ့ဒီနေမီတွေအားလုံးအေးချမ်းသာယာနေပါလေမယုံရင်အန်ပါတီဝီနဲ့မြောက်ဝတီသတင်းတွေမှာကြည့်ပါကျင်းမုံတို့မြမအလင်းသတင်းစာတို့မှာဖတ်ကြည့်ပါလက်မနာယီကိုတကြီးကြီးလောက်ပြနေသောတက်ချုပ်ကြီးအမူအရာကိုကြည့်၍မီရီညာနှစ်ခုမှာလိုက်ကန်းစိုးတိရပေတော်မူနောက်ဆုံးမိကုန်းမှာပါ ဖလပိုင်တမတဒူတာတီဖန်ခံရတဲ့ကိစ္စကိုဥခင်ကြီးကလက်မခံနိုင်ကြောင်းပြောပြထားတဲ့ဗီဒီယိုဖိုင်တစ်ခုထွက်လာပါတယ်။ဖလပိုင်ကသူတို့ဖွဲ့ဝင်နိုင်ငံမဟုတ်ဖင် ICC ကအချုပ်ချာအာဏာကိုလာထိပါတာမဖြစ်သင့်ဘူး။ပြီးတော့ကျွန်တော်တို့နိုင်ငံကလည်း ICC ဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးလေ။အပကတော့ကာယကံရှင်းဆိုတော့ပို့ပြီးသိမယ်ထင်လို့ပါ။အဲ့ဒီအပေါ်ဘကရောဘယ်လိုသဘောရပါသလဲခင်ဗျာ။ ေါ်ပညာသတင်းတောက်ဤမိကုံးကိုချက်ချင်းပြန်မဖြေနိုင်သောကြောင်ချီမှာနှစ်ဖူးပေါ်တွင်ဆို့လာသောဇောချွေများကိုလက်ဖမိုးဖြင့်တာဖိတုပ်လိုက်ရာအိဆက်နေသောလဝါရီအထီတွေ့ကြောင်းသူ့ကိုယ်သူပြန်၍လန့်ဖြတ်သွားရသည်ထို့သောကြောက်လန့်တုံလုံးနေရာမှကြိုတင်ဇက်တိုက်ထားသည့်အထဲတွင်ဒီမိကုံးမပါတာကိုသတိရပြီးကြောင်ချီမှာဒေါသဖြစ်သွားရပြီးနေပါအောင်ဘာသမုန်းနဲ့မိတာလေ ဘာရည်ရွယ်ချက်နဲ့မေးတာလဲဟူသည်မဲလုံးရဲ့အလုံးကြီးကချက်ချင်းပင်ကြောင်ချီးကျင်စိုး၏ပါဇက်ထဲသို့ရောက်ရှိလာသည်မေဘေးတွေစောက်လိုက်ကံစုံမတိကြဘူးမနေ့ကပဲအမြန်လန်းရဲခင်းမှာတိုက်ခံရဒီနေ့လဲအင်းစိန် CID ရုံးကိုဖောက်ခွဲခံရနဲ့ငါမှသွေးပြက်နေရတဲ့ကြားလေရီးလိုလိုမှုလိုလိုတွေလာမင်းနေတယ်လစ်တော့မင်းတို့တွေပြုံး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 နဲ့ဖះတကာကြီးမှာ ရုတ်တရက်ချက်ချင်းဘလူးဆိုင်ထတီးလေသောကြောင့်အလဲအပြင်းနှင့်ပေါ်ပြညာဖွင့်နှဖွင့်မှာဖနှောက်နှင့်တင်ဖာတသားရဲကြောင်း အမြန်ပြေးကြရလေတော့သည်ထို့နောက်တက်ချုပ်ကြီးကြောင်းချီးကျင်ဆိုးမှမီရီညာများနှင့်ပတ်သက်၍အောက်ပါအတိုင်းသတင်းထုတ်ပြန်လိုက်လေတော့သည်အလွတ်ကျက်ခိုင်းထားတဲ့မေခွန်းတွင်မှမရရင်ဘယ်မီရီညာမှအင်တာလာမပြူရဟုတတဝေး